်မင်္ဂလာပါခင်ဗျာအေရီကပတ်စင်တင်ဆက်နေတဲ့အဒီတာစကားဝိုင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့သမရပူတင်မင်းအွန်လိုင်းနဲ့ဗျာဒိတ်ဒေါ်လာဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်ဆွေးနွေးသုံးသပ်သွားကြဖို့ရှိပါတယ်ကျွန်တော်ကတော့ ARI မြန်မာပိုင်းအဒီတာကျော်ခပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ ARI ရဲ့အဒီတာချုပ်ကောင်စော်ဖြစ်ပါတယ်ကောင်းသောမင်္ဂလာပါမင်္ဂလာပါကိုချောပါ ုတ်ကဲ့ဒီမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကသူ့ရဲ့ရုရှားခီးစင်မှာသမရပူတင်နဲ့တွေ့ဆုံခဲ့ရတဲ့အခြေတွေ့ဆုံရတဲ့အခြေအနေဟာလာဒီမြတ်စွာဘုရားရဲ့ဗျာဒိတ်တော်လာအရာတွေ့ဆုံရတယ်ပေါ့လေဆိုတော့ तू ကအဲ့လိုမျိုးပြောသွားတာရှိရဲ့ဒီဒီရုပ်တံမှတ်တမ်းကိုကြည်လိုက်ရတဲ့မြန်မာတွေကတော့လာရီးရမလို့လို့ လားဒေါသထွက်ရမလို့လို့ရှဲ့ရမလို့လို့ပေါ့နော်အဲ့လိုအခြေအနေမျိုးတွေခံစားရတယ်ဆိုပြီးတော့လူမှုကွန်ရက်မှာတော့ရေးနေကြတယ်ဆိုကွန်စောဒီအောင်ကြည့်ပြလားကြည့်တဲ့အခါမှာစိတ်ထဲဘလို့ဖြစ်မိကျွန်တော်တော့အလုံရမ်းများနေတယ်ဒါပေမဲ့ဒီတဲ့င်းတော့မပြတ်ပါဘူးကြည့်ပြပါတယ်အဲဆိုတော့ဒီဒီဘူဂျိုဂျီမင်းအွန်လိုင်းနဲ့တွေ့တာကြွတ်မင်းလို့ကျွန်တော်တို့နားလည်တာပဲကြွတ်မင်းနဲ့တွေ့တယ်ပေါ့ကြွတ်မင်းနဲ့တွေ့တယ်ဆိုတော့ ဘယိုကြီးမရောက်နိုင်အောင်အာကြွမင်းလားကြောင်မင်းလားပေါ့နော်အဲ့ဒါမျိုးကျွန်တော်တော့လည်းမစဉ်းစားမိဘူးဆိုတော့ဥစားကျွန်တော်တို့ခစ်တော့တော့ဒါလေးစေးရုံဆိုတာမျိုးကျွန်တော်တို့ပြောကြတာရှိတယ်။တဘောကပြောကြနေတာဒီဘက်ခစ်မှာတော့စေးရုံကကူစေးရုံသွားတာပေါ့။အဲ့လိုမျိုးသွားချင်းချင်းသွားပြီးတမ်းပြီးတည်ရမိတယ်။အဲ့ဒါမျိုးတွေတော့ရှိတယ်။နောက်တစ်ခုကတော့ဒီဝရက်လည်းအပေါင်းပါနေပဲဆိုတာပုံမှန်သွားတာပေါ့နော်။နောက်ပြီးတော့ ကျွန်တော်တို့အများမ်းပြောနေတဲ့အကြောင်းတော်ကြီး DSA DSA ကထုတ်တဲ့ product ပေါ့ဗျာ DSA ကထုတ်တဲ့ထုတ်ကုန်ကဒီလောက်အဆင့်တန်းရှိသလားပေါ့ကျော်စင်ရဲ့သားอืมအဲ့တော့စိတ်အခြေအနေတော့အကြီးကျယ်ပြန်ဆင်ရမယ့်အနေအထားတခုလို့ကျွန်တော်တော့အဲ့လိုပဲထင်တယ်အဲ့တော့ပြန်ကြည့်ရအောင်ခုသူဘာပြောသွားတယ်ပြန်ထားမှကြည့်ရအောင်ဒီကျွန်တော်ဗုဒ္ဓမြတ်စွာဘုရားလက်ထက်ကတော်မအမြင်ရှိတဲ့ကျွမင်းရအမြင်စီဥတွေကိုတူးပြီးတော့ဘုရားရှင်ကိုစက္ကပ်ထူတဲ့အခါမှာ ဘုရားရှင်ကပြုံးတော်မူခဲ့ပါလို့ပြောပါတယ်ပြုံးတဲ့တဲ့ကြောင့်မိတဲ့ခါမှာညဆောဘုရားဗာပြန်ပြောတယ်တော့မှကျွမ်းမင်းကဘုရားတတရာတကယ်2000နှစ်ကျော်တဲ့ခါမှာပါပမင်းတို့ထက်မှာတိုးဆောင်လူမျိုး12မျိုးနဲ့မှာရုရှားလူမျိုးရဲ့ဧကရမင်းဖြစ်လာလိမ့်မယ်လို့ပြောပါတယ်လက်နဲ့အတက်ပညာမှာတစ်ဖက်ကန်းတက်ပြီးတော့မှအတုမရှိတဲ့လက်နဲ့ဝိဇာဧကရသဘာဖြစ်ပြီးမြန်မာဘရင်မြေပြတ်တို့နဲ့ချီချီရင်းနေတဲ့မဟာမေးစီတွေဖြစ်လာမယ်လို့ဗျာဒီစကားပြောခဲ့တယ်အခုမြန်မာဘရင်ကာလမှာ ျွန်တော်တို့နိုင်ငံမှာမျိုးမျိုးချီချီကြီးနေတဲ့မိတ်ဆွေနိုင်ငံတွေဖြစ်ကြပါတယ်။ဟုတ်ခုနကခုနကကြော်ကပြောသွားတဲ့အဲဒီ100ဒေါ်လာတို့ဘာလို့ပေါ့နော်။အမှန်မှန်တော့အခုမှကျွန်တော်ပြန်ပြီးအသက်ဆန်းဖြစ်လို့တကယ်ပြန်လေးလာကြည့်မယ်ဆိုရင်အဲ့လိုဟာမျိုးကို1950ဝန်းကျင်မှာဦးနှုအစိုးရတို့ကနေပြီးတော့ရုရှားမြန်မာဆက်ဆံအဲ့တော့ဆိုဗီယက်အဲ့တော့ဆိုဗီယက်ယူနီယံပေါ့ဗျာတကယ်မဟာအင်အားကြီးနိုင်ငံပေါ့ဆိုတော့ အားလုံးလည်းကြောက်ရတယ်အကူအညီတွေလည်းအဲ့ဒီမှာလာနေတယ်ဆိုတော့ပြည်တော်စုကနေပေးတဲ့အကူအညီတွေလည်းမြန်မာဆိုင်ရနေတဲ့ကာလအဲ့လိုကာလမှာအဲ့ဒီကုနာပေးတဲ့အဲ့ဒီကြောင်မင်းကြွက်မင်းကိစ္စပဲအဲ့ဒါကြီးကိုအဲ့ဒါကိုဒီကမြန်မာကနေလောက်ကြံ၄၀ပြီးတော့ရေးခိုင်းပြီးတော့တဘောကတော့အဲ့တုန်းကလာလေတဲ့ဆိုပြီးရဲကောင်းဆောင်တွေသူဂျင်းထဲတာအာဂျင်းထဲအဲ့ဒါကိုတစ်ခုပြန်သုံးပြီးတော့သူကတောင်ပြန်လုပ်ဂျင်းထဲတယ်ဂျင်းထဲတယ်ဒါပဲတကယ်တော့ဗျာဒိတ်ဆိုတော့ စကလုံးကတော့ကျွန်တော်တို့ငငယ်တုန်းကကိုရင်ဘွားမှာတင်ခဲ့ရဘူးတာရှိတယ်။ဒါကတော့လာဗျာဒိတ်ဆိုတာမြတ်စွာဘုရားကနောင်ဖြစ်လာလက်တန်ကပါတွေမှာဟိုဘသူကဗာဖြစ်မယ်ဆိုပြီးတော့ဗာဖြစ်နိုင်တယ်ဆိုတော့ဟောဂိန်းနေထုတ်ခဲ့တဲ့ဟာကိုဆိုလိုတာပေါ့လေ။ဆိုတော့အခုကတော့သူကဒီရုရှားမှာဒီချိန်မှာပေါ်လာမဲ့ဘီယန်တပားကိုလာမြန်မာဘီယန်ကလာတွေ့တယ်ဆိုတော့အရင်တော့အခုလူမှုကွန်ရက်ပေါ်မှာနောက်နေတယ်လို့ပဲအရင်တော့တော့တမရယူးယူးနေတာအခုကတော့ ဘရင်ယူကယူတယ်ဆိုတဲ့ပုံစံမျိုးကြီးပြောလာတာလေကြုံရတာပေါ့လေဒီချင်းနေကြောင်းပေါ့ကြွမင်းနဲ့ကြောင်းမင်းပေါ့ဆိုတော့ဒီခီးစင်ကပြောမယ်ဆိုလို့ရှိရင်ဟာဒီနိုင်ငံတကာဒီမိုကရေစီနိုင်ငံတွေကပြစ်ပယ်ထားတဲ့တန်ခတ်ထားတဲ့ဒီအာဏာရှင်တယောက်ပေါ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကသူ့အတွက်တော့ဒီလိုဖိတ်ခေါ်ခံရတယ်ဒီလိုတွေးဆခွင့်ရတယ်ဆိုတဲ့ဟာကတော့သူ့အတွက်အမျက်ပေါ့ဒီခီးစင်မျိုးသွားရဆိုအမျက်လို့သူကတော့ယူဆမှသိကြပါတယ်ဆိုတော့ ဒီပေါ်မှာရောကွန်ဆော့အမြင်ဘယ်လိုရှိလဲဆိုတော့ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ရုရှားမြန်မာဆက်ဆံရေးအခုမှစတာမဟုတ်ဘူး85နှစ်ကျော်ခဲ့ပြီဥနုခေတ်တည်းကစခဲ့တာအဲတော့ခရုရှက်လာခဲ့တာတွေရှိတယ်မြန်မာနိုင်ငံအကူအညီတွေပေးခဲ့တာရှိတယ် R&D လို့ကျွန်တော်တို့သိခဲ့တဲ့ဒီတက်ကတိုးစောက်ပေးခဲ့တာတွေ ပြီးတော့တောင်ကြီးမှာဆေးုံစောက်ပေးခဲ့တာတွေအဲ့ဒါမျိုးတွေပေါ့နော်ပြီးတော့ကျွန်တော်တို့ကထီရှိနေခဲ့တဲ့အင်းလိတ်ဟိုတယ်ကြီးကိုစောက်ပေးခဲ့တာဒါရုရှားကူညီနဲ့ဆိုအဲ့ဒီကတော့ဆိုဗီယက်ယူနီယံပေါ့နော်အဲ့ဆိုဗီယက်ယူနီယံကနေပြီးတော့ဆိုအဲ့ဆိုဗီယက်ယူနီယံကနေစောက်ပေးခဲ့တာတွေပေါ့အဲ့တော့ဆက်ဆံရေးတွေကအတော်ကောင်းခဲ့ပါတယ်နောက်ပိုင်းမှာတော့ဆက်ဆံရေးပို့ပြီးတော့ဆက်ဆံရေးနောက်ပိုင်းတော့ပို့ပြီးတော့ကျဲသွားတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့အခုဟလာဒါပေမဲ့အခုနောက်ပိုင်းမှာဆက်ဆံရေးအတင်းပြန်ကောင်းအောင်ဟလာအထူးသဖြင့်အာနာသိမ့်ပြီးနောက်ပိုင်းမှာအာဒီဘက်က စစ်ကောင်စီဘက်ကနေအကြီးကျယ်စ조사ခဲ့တာတွေ့ရတယ်ဆိုတော့ဒီနေ့ဒီချိန်မှာတော့အပြိုကြီးမရောက်လိုင်းကိုရင်စစ်ကောင်စီကောင်းဆောင်ကိုရင်ဟလာ G2G level နေနဲ့ရုရှားကောင်းဆောင်သမ္မတပူတင်နဲ့တွေ့ဆုံကြရခဲ့တယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့တွေ့တာတော့ဆက်ဆံရေးတိုးမြင့်မယ်ကိုယ်တွင်ရေးစီးပွားရေးကာကွယ်ရေးသိပ္ပံနဲ့ဤပညာလျှက်စစ်စွမ်းအားဆက်မှုနဲ့စွမ်းရင်အကုန်ပါတယ်အဲ MOU ထိုးခဲ့တာပေါ့ဒါပေမဲ့ဒါရီကဒီလိုပါပဲ ခေါင်းဆောင်တွေတွားတဲ့အခါမှာဒီလိုမျိုးတွေပြောကြတယ်ဆွေးနွေးကြတယ်အမှုကြီးထိုးကြတယ်ဒါပေမဲ့တကယ်လက်တွေ့မှာဘာတွေဖြစ်လာမလဲဆိုတော့ချက်ပြန်ပြီးစောင့်ကြည့်မှာပေါ့နော်နောက်တစ်ခုကတော့မြန်မာနိုင်ငံကိုအာရှဘစ်စပိတ်ဒေသမှာအရေးကြီးတဲ့နိုင်ငံတစ်ခုအနေနဲ့မြင်နေဆိုပြီးတော့ရုရှားဝန်ကြီးချုပ်ကလည်းပြောသွားတာမျိုးရှိပါတယ်အဲဆွေးနွေးပွဲတစ်ခုမှာဒါတရားတော့အဲဒါတရားတော့ထူကြတယ်ဒါအပြင်မဟာပြူဟာမြောက်တဲ့ပူပေါင်းဆောင်ရွက်မှုတွေလုပ်မယ်လို့ပြောတယ်အဲဒီမှာအချက်နှစ်ချက်သွားတွေ့တယ်နံပါတ်1အချက်ကတော့နျူကလ িয়ার ဆက်ယုံအသေးလေးတစ်ခုစောင့်ဖို့ကိစ္စဖြစ်ပါတယ် နောက်တစ်ခုကတော့တဝယ်စီးပွားရေးဆိုပေါ့နော်ဒီဒီရေနံချက်ဆက်ယုံဒါတည်းကလည်းရုရှားလာပြီးတော့စာပေးလုတ်ပြီးသွားပြီး MOU လည်းထိုးပြီးသွားပြီးဒါပေမဲ့ဒါတကယ်ဖြစ်လာမှာလားဟိုကလည်းတေချာ investment လုတ်မှာလားဆိုတော့မသေးကြသေးပါဘူး။ nuclear ဆက်ရုံကိစ္စဆိုလို့ရှိရင်နှစ်ပေါင်းများစွာမြန်မာနဲ့နာမည်ထွက်ခဲ့ပြီးသားပဲဖြစ်တယ်။ဒါပေမဲ့လက်တွေ့မှာတော့အကောင့်ထဲမှာပေါ်နိုင်ဘူး။ကြာပါပြီ။ဒါတွေကအရင်တော့ ပြောရမယ်ဆိုရင်တော့ဖာဆဘာလာအစောလက်ထက်ကတည်းကအဲတုန်းကဟလာရှိခဲ့တဲ့ဝင်းကြီးကြော်ငိမ့်တို့အုပ်စုကနေအဲ့ချန်နေပြီးတော့စပြီးစိတ်ဝင်စားခဲ့တဲ့ကိစ္စဖြစ်ပါတယ်မြန်မာနိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်စစ်မှုနိုင်ငံပြောင်းအောင်လုပ်မယ်ဆိုတဲ့အတွေးအခေါ်နဲ့လုပ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတည်းကစားခဲ့တဲ့စင်မံကိန်းကြီးဒီဒီနေ့ဒီအချိန်ဒီဘာမှဖြစ်တာကိုကျွန်တော်တို့မတွေ့ရသေးဘူးမြန်မာနိုင်ငံမှာဒီနေ့ဒီမျိုးတော့ပုံမှန်မပေးနိုင်သေးဘူးအဲ့တော့ဒီတက်ပို့ပြီးတော့ဟလာဈေးဈေးနဲ့တဲ့ solar system ကို solar system ကိုအောင်မှအခုချိန်ဒီအခုစစ်ကောင်စီက သူတေချာအကောင့်ထဲမပေါ်နိုင်သေးဘူးဟုတ်တယ်မလားဆိုတော့ဒီနျူကလ িয়ার ဆိုတာတော့အ ਨੇ ဆုံးဒီစိတ်ုံအသေးလေးတစ်ခုစောင့်မယ်ဆိုရင်တော့မှအနည်းပညာတွေအများကြီးလိုတယ်အ ਨੇ ဆုံး9ဘီလီယံနဲ့10ဘီလီယံလောက်လိုလိမ့်မယ်ဟာလားပြီးတော့10နှစ်လောက်ကြာမယ်အဲ့ဒီအချိန်မှာညီမနိုင်ငံပေါင်နေမဲမဲနဲ့မှနေရမှာလားဆိုတဲ့ကိစ္စတွေပေါ့နော်ဒီကြားထဲမှာဒီလိုကာလတွေထဲမှာပဲနာဝဒနာဝဒနာဝဒနာအဖဆိုရလက်ထက်မှာပါတယ်ဖြစ်ခဲ့တယ်လဲဆိုတော့ရုရှားနဲ့ဒီကိစ္စတွေရှိတယ် တစ်ချိန်တည်းမှာပဲမြတ်ကိုရီးယားနဲ့အဆက်အသွယ်ရှိခဲ့တယ်ဒီနျူကလ িয়ার ဆက်ရုံကဟာလာတခြားမတမာတဲ့စစ်ရေးရအကြံစီတွေရှိနေသလားဆိုတာမျိုးကိုလည်းမျိုးကုန်းထုတ်ကြတာရှိခဲ့ဖြစ်ပါတယ်ရုရှားမြန်မာဆက်ဆံရေးဟာလာဒီပြရိတ်ဒေါ်လာအရဆိုပြီးဒီပြောခဲ့တဲ့ဒီမြန်မာစစ်ကောင်းဆောင်ကိုယ်တိုင်ကမြန်မာနိုင်ငံထဲမှာဖျားတစုံចောင်းကန်တိတ်နေအကုန်လုံးလား မကဘူးဒီဘုံကျဲဖြက်စီးနေတဲ့ပုံကိုတယောက်ဖြစ်တယ်အပြည်သူတွေကိုအဆုလိုက်ပြုံလိုက်တက်ဖြတ်တာပြည်သူတွေရဲ့အတိုင်းမြုံတွေကိုဖြက်စီးတာလာရဲရဲဆက်ဆက်ကိုကန်းကွန်အောင်လုပ်နေတဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းအဲ့ဒီလိုလှုပ်ဖို့ပေးတဲ့လက်နက်တွေကလည်းရုရှားရဲ့လက်နက်တွေညွန်မနဲ့ပါနေတာကိုကျွန်တော်တွေ့ရတယ်မနဲ့ဆိုတော့ဒီအနေပသက်ပြီးလဲတုံးတယ်အဲ့မအဲ့မအဲ့ဒါအချက်ကအရေးကြီးတယ်ကျွန်တော်ချင်တယ်ခုနကသူတို့ကသူတို့ MOU 10ခုပဲထိုးထိုး လာနျူကလ িয়ার ဆက်အုပ်မဲ့ဆောက်ဆောက်အိမ်မက်ထဲမှာပေါ့နော်ဆိုတော့ဒါပေမဲ့တကယ်တကယ်လက်တွေ့ပြန်ကြည့်မယ်ဆိုရင်တော့အာနာမသိငင်เนี่ยအာနာသိမဲ့ကိစ္စကိုကြိုပြီးသိတာရုရှားလို့ပြောလို့ရတယ်အာနာမသိငင်เนี่ยရုရှားကာဝေးဝင်ကြီးမြန်မာနိုင်ငံကိုလာခဲ့တယ်အာနာသိမုံနှစ်ပတ်အလို့မှာဟုတ်လားဆိုတော့အာနာသိပြီးနောက်ပိုင်းမြန်မာ စစ်ကောင်စီကနေပထမဆုံးကျင်းပတဲ့တော်လိုင်းနေ့တမတော် နေ့မှာလဲဟုတ်လားရုရှားကနေပြီးတော့အထုကိုဆိုတဲ့လွတ်တယ် ဒုကာဝေးဝင်ကြီးကရိုင်လာခဲ့တယ်ပေါ့နော်ဒါတွေကကြည့်မယ်ဆိုရင်ဒီကုလုတော်ကိုဆီယနာတိန်းတော်ကိုရုရှားကအပြည့်အဝထောက်ခံတယ်ဆိုတာပြခဲ့တာဖြစ်ပါတယ်အဲ့တော့ပြန်သွားမယ်ဆိုရင်တော့2021 22ကာလတည်းမှာ report တွေရဆိုရင်သူတေသနာတွေစီအစီရင်ခံစာတွေရဆိုရင်တော့ရုရှားစီကဝယ်ခဲ့တဲ့လက်နက်တံမိုးဟာအတရုတ်ထက်များတယ်တစ်နှစ်ကိုဒေါ်လာတန်း280ဝန်းကျင်လောက်ရှိတယ်လို့ကျွန်တော်တို့စီးနေရသိရတယ် ဆိုတော့ခုနကျွန်တော်တို့ပြောနေတဲ့ MIG 29ဆိုတဲ့ဟာလာဘုံကျဲလေးနေရှိတယ်ဒီနေ့အဲခုနကကြောခပြောထားတဲ့ရွာတွေကျောင်းတွေမြို့တွေဆေးရုံတွေဟာလာ civilian target လို့ခေါ်တဲ့အရသား target တွေပြစ်မှတ်တွေကိုပြစ်နေတာနောက်နေအဲတရုတ်တွေနေအပါဝင်ရုရှားလေးနေလည်းပါတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်နောက်ပိုင်းဆိုရင် SU30 ဆိုတဲ့အခုနောက်ဆုံးပိတ်ဟာလာခင်မီကျက်လေးမြတ်ခင်မီဘုံကျဲလေးမြတ်ဝယ်ခဲ့တဲ့ကိစ္စတွေနောက်တစ်ချက်ကပါလဲဆိုယူကရိန်းစစ်ပွဲမှာ အာဆီယံနိုင်ငံတွေကအားလုံးအတန်မထွက်တဲ့အချိန်မှာယူကရိန်းစစ်ပွဲမှာယူကရိန်းစစ်ပွဲမှာအာဆီယံအဖွဲ့ဝင်ဖြစ်တဲ့မြန်မာနိုင်ငံပံပံတင်းထွက်ပြီးတော့ယူကရိန်းစစ်ပွဲမှာရုရှားကိုထောက်ခံတယ်ဆိုတော့ဒီကိစ္စမှာလည်းပြောခဲ့တယ်လေတရားတော်စစ်ဖြစ်တယ်အောင်ရမယ်သူလည်းဒီဒီလိုမျိုးကြုံနေရတယ်ဒါတွေကတရားတော်စစ်ကတော့အောင်ရမယ်ဆိုပြီးပြောခဲ့တာရှိပါတယ်ဟုတ်ဆိုတော့ဟိုဆိုတော့တရားနဲ့တရား အပြေသဟဲပြုတ်နေရတဲ့ကာလတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်ရုရှားကလည်း military hardware လို့ခေါ်တဲ့စစ်လက်နက်ပစ္စည်းတွေရောင်းမယ်ဆိုရင်ဒီမြန်မာကိုသူသူရောင်းမယ်နောက်တစ်ခုက UN မှာမြန်မာစစ်ကောင်စီတွေရက်တီပေးရမယ်ဆိုရင်တရုတ်နဲ့တူလက်တွဲပေးရတယ်ဒီကနသုံးပြီးတော့ရက်တီပေးတယ်ဒါတွေကိုကြည့်မယ်ဆိုရင်တော့ဒီရုရှားနဲ့ဒီမြန်မာကြားထဲမှာရှိတဲ့ဆက်ဆံရေးပို့ပြီးတော့နှက်ဆိုင်လာတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်သူတို့ကတော့မဟာဗျူဟာမြောက်ဆိုတဲ့စကားလုံးသုံးတာပေါ့နော်ဆိုတော့ ဒါတရားတော့ဟိုအတိုက်ခံနေအတွက်လည်းစိုးဝင်စရာအတိုက်ခံနေအတွက်ကိုမြန်မာပြည်သူတွေအတွက်ကိုစိုးဝင်စရာကောင်းတဲ့အနေထားလို့ရှိပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာရှားဆိုတာလဲအာဒီမိုကရေစီရေးတို့လူခွင့်ရေးတို့ဒါတွေကိုပြောတဲ့နိုင်ငံဒါတွေကိုပြောတဲ့အစိုးရမဟုတ်ဘူးပူတင်ကလည်းဟုတ်တယ်မလားဆိုတော့ကျွန်တော်တို့ဒီမြန်မာအရေးကိုပြောင်းလဲအောင်လုပ်နေရတယ်ဆိုတဲ့အဖွဲ့အစည်းတွေအတွက်ကိုဒီမိုကရေစီအရေးစုတွေအတွက်ကိုအတိုက်ခံအရေးစုတွေအတွက်ကိုဒါဒါမကောင်းတဲ့သတင်းတစ်ပုဒ်လို့တော့ကျွန်တော်ကတော့ပြောချင်တာပါ ကျွန်တော်တို့ရှိမှာကိုယ်တိုင်ကွာအဲ့ဒီတရင်နေထုတ်ခဲ့ပါတချို့သုံးသက်တဲ့ဒီလေးလံဆောင်ကြည့်သူတွေဆိုလို့ရှိရင်လည်းပြောကြပါတယ်လားဒီအာနာရှင်ချင်းပေါင်းမိတာပြည်သူတွေအတွက်အတော်ကိုဟိုဒုက္ခရောက်เสียဒီပြည်သူတွေကိုဒုက္ခပေးနိုင်တဲ့အန်တယ်ဖြစ်တယ်မနေ့ဆိုတော့ဒီဒီပြန်ပြန်ကောက်မယ်ဆိုရင်ပူတင်ဆိုတာကအတိုက်ခံတွေကိုသူ့နိုင်ငံအတိုက်ခံတွေကိုအကြီးအကျယ်နှိမ်နှင်းခဲ့တဲ့သူ ်တကယ်နာမည်ကြီးတိုက်ခတ်နေဆိုရင်အစိတ်ခက်ပြီးတက်ခံရတယ်ဆိုရယ်တာရကတွေအများကြီးရှိခဲ့တယ်ပြီးတော့မီဒီယာတွေကသူ့အာနာရှင်တူဖြစ်နေပဲရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်ထုံနီ၎င်းပဲဒီနေ့သူနဲ့အတူတူတွေ့ခဲ့တယ်ဟာလာကြောင်မင်းလားကြွက်မင်းလားလို့မသိဘူးစစ်ကောင်စီကောင်းဆောင်ကိုဆိုရင်လည်းစစ်ကောင်စီဥက္ကဋ္ဌဆိုရင်လည်းဟာလာတရင်သားတွေကရေးသားခဲ့တာဆိုရင်သူစစ်သွေးစာနေတဲ့စစ်ကောင်းဆောင်အာနာရှင်တယောက်နေနေပဲရေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနှစ်ယောက်ကတွေ့တဲ့အခါမှာစစ်သွေးစာနေတဲ့သူနှစ်ယောက် လုပ်တဲ့မဟာမိတ်တွေ့ဆုံပွဲလို့တော့ကျွန်တော်တို့ပြောလို့ရမှာဖြစ်ပါတယ်ဆိုတော့ပြန်ကြည့်မယ်ဆိုရင်တော့ပြန်ကြည့်မယ်ဆိုရင်တော့အခုလောရဆင်မှာတော့မြန်မာကရုရှားဘက်မှာခုနလက်နက်ကိစ္စအပြင်စွမ်းရင်ကိစ္စတွေရဲ့အစအကြီးကျယ်မိခိုနေရတယ်ဖြစ်ဖြစ်နဲ့အကြီးကျယ်မိခိုနေရတဲ့အချိန်တခုလို့ပြောလို့ရတာပေါ့နော်နောက်တစ်ခုကပြန်တွေးကြည့်တာပါဒါဘလောက်မှန်မလဲတော့ပြောပြောရခက်တယ်အာနာသိန်းနဲ့အချိန်အစပြီးတော့ဟလာဘ ෝජ ူကြီးမရောက်လိုက်ရအရင်တရုတ်ထက် တရုတ်တက်စာရင်ရုရှားဘက်ကိုပို့ပြီးတော့သူချင်းကတ်တာပို့တွေးရတာပေါ့နော်ဟုတ်တယ်မလားအဲဆိုတော့ဒီခေးစဉ်ကိုလည်းဒီခေးစဉ်ကိုလည်းတရုတ်ဘက်ကနေပြီးတော့စောင့်ကြည့်ပြီးတော့လေ့လာမယ်လေ့လာနေတယ်ကြိုက်တော့ကြိုက်မှာမဟုတ်ဘူးပေါ့အဲ့လိုလိုပြောခတ်တယ်ပြောရခတ်တာပေါ့နော်ဒါပေမဲ့ရုရှားယူကရိန်းစစ်ပွဲကိုဝင်သွားကြတဲ့ကောကျူးကျော်စစ်ကိုဝင်ကျူးကျော်စစ်လုတ်တဲ့ချင်းနဲ့စာပြီးတော့ American sanction ကိုခံရတယ်ပိတ်ဆို့မှုတွေခံရတယ် အဲ့ဒါမလားအမေရိကန်ယူကရိန်းဘက်ကလည်းနဲ့ထောက်ထောက်ပံ့ခဲ့တယ်ကျွန်တော်ပြောတာဘိုင်ဒန်ဆိုရအောင်ပြောတာအဲ့ဒီအချိန်မှာရုရှားဘက်ကနေပြီးတော့စီးပွားရေးဝင်ပြီးတော့နောက်ကကြားကန်ပေးလိုက်တာတရုတ်ဖြစ်နေတာတွေ့ရတယ်ဆိုတော့အမှန်တော့ရုရှားတရုတ်အောက်ကပဲဗိုလ်ချုပ်ကြီးမြောင်းလန်ရတာမဟာအင်အားကြီးနိုင်ငံတို့စကြဝဠာမင်းတို့ပုံဖော်ပေမဲ့တကယ်တကယ်တော့ဆိုဗီယက်ယူနီယံဆိုတာပြိုကွဲပြီးနောက်ပိုင်းအစားပြီးတော့မဟာအင်အားကြီးကမ္ဘာမှာမဟာအင်အားကြီးနိုင်ငံဆိုတော့ယာတို့ကပြုတ်ကြခဲ့တာ ကြာခဲ့ပါပြီ။အဲကြောင့်ရုရှားနိုင်ငံဖြစ်နေပဲရှိခဲ့တာဖြစ်ပါတယ်။ဆိုတော့ခုနကပြောလိုက်တယ်လို့ပေါ့လေဒီအနာရှင်ချင်းတွေ့လိုက်တဲ့ဟာပေါင်းစည်းမိတဲ့ဟာကအတိုက်ခံနေအတွက်လည်းတကယ်ကိုဟလာဒီခေါင်းလုံးထိုးတဲ့တခုဖြစ်ခဲ့တယ်ပြောလို့ရတယ်ပေါ့။ဆိုတော့အဲ့ဒီဟာကရောဘယ်လောက်ထိသက်ရောက်မှုတွေရှိလာနိုင်လဲ။ဆိုတော့ဆိုတော့အခုဆိုရင်အဲဘိုင်ဒန်မရှိတော့ဘူးတမနာထရန့်တက်လာပြီတမနာတမနာထရန့်တက်လာပြီအဲ့ကာလာဆိုပြီး ကမ္ဘာမှာရှိတဲ့ international system လဲခေါ်ခေါ် world order ပဲခေါ်ခေါ်ဒါအလုံးအောင်ပြောင်းလဲနေတာတွေ့ရတယ်ကတောင်းကနင်းဖြစ်နေတယ်ကမောက်ကမဖြစ်နေတယ် upside down ဂျွန်းလုံးမောက်ကုန်ဖြစ်နေဖြစ်နေတယ်လို့တော့ကျွန်တော်တို့ပြောလို့ရတယ်ဒါအခုရုရှားနဲ့ and america ရဲ့ဆက်ဆံရေးဆိုရင်တပြေပိုပြီးနီးလာတာကိုတွေ့ရတယ်ဟုတ်တယ်မလားအခုဆိုရင်တမနာထရမ့်ကနေပြီးတော့ sanction ရုပ်ပေးမယ်ဆိုတော့လေဒန်ဆပြီးထွက်လာပြီဆိုတော့ အရင်တော့ကိုယ့်ရဲ့မဟာမိတ်ဆိုပြီးစိတ်ချလက်ချနေခဲ့ပြီမြင်အဲ့ဒီမဟာမိတ်ကဒီနေ့မှာတော့ကိုယ့်ရဲ့ရန်သူနဲ့တွားပြီးတော့ဝိုင်တောက်နေတဲ့ဝီစကီပလင်းဖွင့်နေတာတွေ့ရမှာပေါ့မျိုးပေါ့နော်ဝီစကီပလင်းဖွင့်နေတာမျိုးတွေ့ရတယ်မျိုးပေါ့ဒီလိုပဲ NUG ပါဝင်ဒီတိုက်ခံနေရအောင်အထူးဗမာတိုက်ခံနေရအောင်အရင်တော့ US ပေါ်မှာအမေရိကပေါ်မှာယုံကြည်ရတဲ့မိမိတ်ဆွေတယောက်နေတယ်မဟာမိတ်တယောက်နေထားခဲ့ပြီမြင်ဒီနေ့အခြေအနေတွေအများကြီးပြောင်းလဲနေတာကိုတွေ့ရတယ်ဒီနေ့ကုနာပြောတဲ့ဟလား ဒီစစ်ကောင်းဆောင်နေပြီးတော့ဘက်ကကြွမင်းကြီးကိုသွားတွေ့တဲ့ကိစ္စမျိုးဒါဆိုရင်အလုံးဝအခြေအနေပြောင်းလဲနေတာကျွန်တော်တွေ့ရတယ်ဒါပေမဲ့ဒီနေ့မြန်မာတိုက်ခံရဲ့နောက်မှာဘာလို့ရှိလဲကျွန်တော်တို့ဘာလို့မှရှိတယ်ဆိုတာမျိုးရက်ပေးနေတာမျိုးကျွန်တော်မတွေ့ရတော့ဆိုတော့ NUG တို့လို့အဖွဲ့စည်းတွေရောဒါတွေနဲ့ပတ်သက်ရင်တို့ဘယ်လောက်နားလဲတယ်လဲဘာတွေပြင်ထားသလဲဆိုတာကျွန်တော်တို့မတွေ့ရတော့တို့ရောပေါ်လိုက်ပျောက်လိုက်တယ်အခုချိန်ထိအဲတို့ရဲ့ life span လို့ခေါ်လို့ရတဲ့တို့ရဲ့တက်တန်းအောင်ဘယ်လောက်ပဲကျန်တော့မလဲ ဒါလည်းမေးခွန်းထုတ်စရာတကူလို့ကျွန်တော်ကတော့ထင်ပါတယ်။ဘောဆိုကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်ကိုချောက်။ရာရီတော်ဒါရီတော်လာရမိသားစကားဝင်ပြောနေစစ်တပ်ကစစ်တပ်ကသူတွေဟိုဒီဒီတန်နမန်တွေဘလောက်ဒီရာကိုနားထောင်ပြီးတော့ဘလောက်ရှက်လိုက်မလဲမသိဘူးစာနာဆောင်ရတယ်။ပေါ်ဆောင်ရေးတဲ့ same ရှိတော့ဦးထင်နေတဲ့ကျွန်တော်ကတဲ့မဆလခစ်ကြရတဲ့ ဝန်ထမ်းလုပ်ခဲ့တာအဲ့သူတို့စီမှာအမှုထမ်းခဲ့တာအဲ့ဒီပြောတဲ့သူကဟိုလူကြီးတယောက်ပါသူကပြောတယ်ဒီလိုခေါင်းဆောင်မျိုးမတွေ့ခဲ့ဘူးတဲ့အခါမှာတော်တော်ရှက်ကြတယ်အရင်ကလူတွေလည်းတဲ့လိန်နာပဲတဲ့ဘယ်လောက်ဆိုးတာတခါမှမတွေ့ဘူးတဲ့ Russia NDTV ကလွှင့်တဲ့ live ကိုအစအဆုံးထိုင်ကြည့်နေတယ်တဲ့ထိုင်ကြည့်ပြတယ်မနေ့ပြောင်းတိုက်ပြီးတော့ပြောတာပဲတဲ့သူ့အတွက်လည်းရှင်တန်မှုဆေးလိုနေတယ်လေတဲ့ဘာမှမဆိုလုံးမဲ့သဘောရှိတယ်တော့တတိထားတယ် ျွန်တော်တို့တော့ရှက်နေတာသူဆိုရင်တော်တော်ခံပြင်းမှာဒါဆိုဒါဆိုမစီမှာဟလာဆိုမဆက်ဆက်ဆိုမ30လောက်ကိုမဆလခဲ့တဲ့လောက်ခဲ့တယ်ဆိုတော့နှစ်ပေါင်းအနည်းဆုံး40လောက်ရှိတယ်တက်တန်းရှိတဲ့သူပေါ့နော်သူကနေစာရေးပြီးပို့စေးမရှိတော့စေးမရှိစေးမရှိတော့စေးမရှိတော့မေးဒါလေးပြီးပါ